မင်္ဂလာပါရှင်မြန်မာနိုင်ငံမှာကိုဗစ် -19 ရောဂါပိုးတွေ့ရှိသူအရေအတွက်တဖြည်းဖြည်းမြင့်တက်လာနေပြီးတပတ်အတွင်းပိုးတွေ့လူနာ32ဦးထိရှိလာတယ်လို့စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ဇွန်လ1ရက်ကနေ6ရက်အနည်းအထိတပတ်အတွင်းကိုဗစ်တန်ရရှိသူ2100ကျော်ကိုစစ်ဆေးခဲ့ရမှာပိုးတွေ့လူနာ32ဦးရှိခဲ့ပြီးလက်ရှိအချိန်အထိသေဆုံးသူမရှိသေးဘူးလို့စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပြည်ခဲ့တဲ့မေလ25ရက်ကနေဇွန်လ1ရက်ထိတပတ်ကျော်အတွင်းမြန်မာနိုင်ငံမှာကိုဗစ်ပိုးတွေ့ရှိလူနာ18ဦးရှိခဲ့ပြီးပိုးတွေ့ရှိသူအလုံးကရန်ကုန်တိုင်းဒေသကြီးအတွင်းကဖြစ်ပါတယ်။မြန်မာနိုင်ငံမှာကိုဗစ်အဒီပြုလူနာအရေအတွက်တဖြည်းဖြည်းမြင့်တက်လာနေပေမဲ့စစ်ကောင်စီကကာကွယ်ဆေးထိုးဖို့အပါအဝင်ကိုဗစ်နဲ့ပတ်သက်ပြီးလှုံ့ဆော်မှုတစုံတရာမရှိသေးတာကိုတွေ့ရပါတယ်။ စစ်ကောင်စီခေါင်းဆောင်ကိုရိုင်းကလည်းကိုဗစ်ရောဂါကာကွယ်ရေးအတွက်အခြေခံအချက်ပြတဲ့နှာခေါင်းဆီးတက်စင်တာမျိုးမရှိပဲလူအများနဲ့လူစုလူဝေးပွဲတွေလုပ်နေတော့မဲဆိုတာကိုစစ်ကောင်စီထုတ်ပြန်တဲ့သတင်းတပ်ပုံတွေမှာတွေးမြင်ရပါတယ်။ လက်ရှိပိုးတွေးရာကနှုန်းက1.44ရာကနှုန်းရှိနေပြီးလျောကကူးစက်ခြင်းကကောက်ွဲဖို့လူစုလူဝေးရှိရာကိုမသွားပဲရှောင်ကျင်တာနှာခေါင်းစည်းတက်စင်တာလက်ကိုစက်ပြာနဲ့မကြခနဲ့ဆေးတာလေကောင်းလေတန်ရအောင်နေထိုင်တာနဲ့လူတဦးနဲ့တူ6ပေกว่าနေထိုင်တာစတာတွေကိုလိုက်နာဖို့လိုအပ်ပါတယ်အာနာသိမ့်ပြီးနောက်ပိုင်းဖြစ်ပွားခဲ့တဲ့ကိုဗစ်တတိယလိုင်းအတွင်းစစ်ကောင်စီရဲ့စီမံခန့်ခွဲမှုအလွဲတွေကြောင့်လူအသေးပြောက်များခဲ့ရပါတယ်ရှင်။